င်ယုံချင်းမှရှင်ပါလိမ့်မယ်ဒါပေမဲ့တရုတ်နိုင်ငံမှာငါးကြီးကွန်တွေကနေခုခေတ်စားနေတဲ့အသားရည်ထိမ့်သိမ့်နိုင်တဲ့ကော်လာဂျင်ဇယ်လီဖြစ်အောင်လှုပ်လှုပ်ရတယ်ဆိုတာတကယ်ပါပဲဘယ်လိုလုပ်ကြလဲဆိုတဲ့နည်းကိုပြပြပေးပါမယ်ပထမဆုံးအနေနဲ့ငါးကြီးကွန်တွေကိုရေစိမ်းအောင်အထက်တုံထက်အထက်ထက်စေကြပါတယ်အနံ့အတန်းနဲ့အနေသေးတွေအကြည့်အစွဲတွေကုံသွားတဲ့အထိစေပါတယ်နောက်ဆုံးမှအကြီးကွန်တွေဟာကမ္ပဏီတော်ပဲစီရိတ်ရေကလည်းကြီးသွားပြီဆိုမှရပါတယ် အဲ့လိုဈေးပြီးရင်ငါးဈေးကွန်တွေကိုပြုတ်ပါတယ်။ဈေးကျက်သွုံတို့နဲ့အတူဝိုင်းဖြူပါထည့်ပြီးပြုတ်ပါတယ်။ငါးညီနှံတွေပြောင်းအောင်လှုပ်လိုက်တာပါပြီးတော့အရသာလဲဝင်အောင်ပါပဲ။နောက်တော့ဈာအနှဲငယ်ကိုအရသာအတွက်ထည့်ပါတယ်။အချိန်တော်ကြာပြုတ်လို့အဈေးကွန်တွေပြော့လာပြီးဆိုမှအဈေးကွန်တွေကိုဖယ်ပြီး အရေကိုပြန်စစ်ပါတယ်။အရေထဲမှာအဖွက်တွေ ကျန်အောင်အထက်ထက်ပြန်စစ်ထုတ်ပါတယ်ဒါမှအရေးကကြည်လင်နေပြီးထွင်းဖောက်မြင်ရမှာပေါ့နောက်တော့ကြည်လင်နေတဲ့အရေးတွေကိုအေးခံလိုက်ပါတယ်အေးခံပြီးတဲ့အခါမှာတော့လိုအပ်နေတဲ့ဇယ်လီကိုရရှိပါတော့တယ်ဇယ်လီဖြစ်ဖို့ရေခဲတက်တာတွေမှာနှစ်နာရီလောက်အေးခံထားရပါတယ်ပြီးရင်တော့ရလာတဲ့ဇယ်လီကိုတက်ရပုံစံလေးနိုင်ပါတယ်ငါးကြီးခွန်ဇယ်လီတွေဟာကြည်လင်ပြီးအီအီနဲ့တကယ်အကြောက်ကြောဂျယ်လီပုံစံပါပဲတရုတ်မှာတော့ငါးကြိတ်ကုန်ဂျယ်လီတွေကိုပူဆက်ပူဆက်အရသာဖြစ်အောင်လှုပ်ရှားကြပါတယ် ငါညီနဲ့လည်းမရှိတော့တဲ့အတွက်စားကောင်းမှသေးကြပါရဲ့။ချင်းဆက်အရသာနဲ့လည်းစားတောင်းကြပြီးအရသာကောင်းအောင်တေမကသေးပါဘူး။ငါကြီးခွန်ကျဲလီမောင်အသားရည်ကောင်းစေတဲ့ကိုလီဂျင်ဓာတ်တွေလည်းကျေပေါ့စွာပါဝင်နေတာမို့စမ်းစားကြည့်တင်ပါရဲ့နော်။